တရားရဲ့တဏှိတဘဝဖြစ်တတ်မှုအိဗယ်ရှိရှိနဲ့တကယ့်ဗုဒ္ဓဘာသာဝင်ကောင်းတယောက်အဖြစ်နဲ့ဖြစ်တမ်းမယ်ဆိုရင်အရေးအကြီးဆုံးကတော့တတိပဲအဲ့တတိရဲ့အရေးအကြီးဆုံးပဲဒီနေ့ခေတ်မှာဆိုလို့ရှိရင်စိတ်ညစ်စရာတွေဒေါသဖြစ်ခြင်းစရာတွေနောက်တစ်ခါလောဘဖြစ်ခြင်းစရာတွေနောက်မောဟဖြစ်ခြင်းစရာတွေပေါ့လေအများကြီးပေါ့ ဟောဆိုရှယ်မီဒီယာခက်မှဒီတက်လာတဲ့ဒီပုံတွေပဲဖြစ်ဖြစ် post တွေပဲဖြစ်ဖြစ်စကားသံတွေပဲဖြစ်ဖြစ်အကြောင်းအရာမျိုးစုံပေါ့အဲ့ဒီအရာတွေကိုတွေ့ရတဲ့အခါမှာကိုဖုန်းထဲမှာကိုမကြိုက်တဲ့အကြောင်းအရာပေါ့အဲ့ဒီအကြောင်းအရာဒီမှန်လို့ပဲဖြစ်ဖြစ်မှားလို့ပဲဖြစ်ဖြစ်ကိုစိတ်ခံစားမှုဘာဖြစ်သွားသလဲဒေါသထွက်သွားသလားဟုတ်လားသူရေးထားလို့သူ့ကြောက်ဒီလို့ ငါစိတ်ဆင်းရဲရတယ်ဒီလိုတွေးလို့မရเนาะအဓိကကအဲ့ဒီ post တခုသို့မဟုတ်အဲ့ဒီဗီဒီယိုဖိုင်ကသူပြောထားတဲ့စကားပေါ့เนาะကိုမကြိုက်ဘူးဒါမှမဟုတ်ကိုကြိုက်တယ်အเจ้าရာဒီမန်းကျင်မှမယ်မားကျင်မှမယ်ကိုခံစားမှုကိုဘလို့ခံယူစားသုံးလိုက်တယ် ုံးသွင်းမှုနဲ့ခံစားချက်ကဘာလဲတချို့အရာတွေအကြောင်းအရာကိုအသာထားလို့မှန်ခြင်းမှားခြင်းအသာထားလို့ကိုယ့်အကြိုက်မဟုတ်တဲ့အတွက်ကြောင့်စိတ်ထဲမှာနှောက်ယှက်ဖြစ်သွားတယ်စိတ်ထဲမှာနှောက်ယှက်ဖြစ်သွားတာဒီအကုဒုလာကုဒုလာအရင်ဖွဲ့မယ်နော်ပလတ်ဆိုမိုင်းနပ်ဘလက်ကွန်ဝိုက် เนาะဖြူလာအမဲလာပေါ့အမဲအောက်ပြီးစိတ်ထဲမှာအနောက်ရှက်ဖြစ်သွားတာဒီအမဲအကုသူเนาะအကံနဲ့ပြန်ကြည့်တော့ဒါဒီအကုသူတော့ဟုတ်ပြီဘာအကုသူလဲကာယကံအကုသူလားဝစီကံအကုသူလားမနောကံအကုသူလားမနောကံအကုသူရသွားပြီစိတ်မှာအကုသူဖြစ်သွားဟောအဲ့အကုသူဖြစ်သွားတဲ့စိတ်ကလေးတည်ငါ ထူထူပူပူဖြစ်သွားတာလေးကိုပြန်လဲပြုပြင်လို့အချိန်ရှိပါသေးတယ်။တတိလေးပြန်ကအဲ့ဒီအကြောင်းအရာလေးကိုပဲနော်သူ့ကိုမကြည့်နဲ့ကိုကိုကိုပြန်ပြီးစင်ကျင်တိုင်းဩဒါလေးငါကြည့်မိပြီးတော့ငါမှအာဟုသူဖြစ်ရတယ်နေရင်ထိုင်ရင်အာဟုသူဖြစ်ရတယ်။ငါတော့ဘာကြည့်မှမရှိပါဘူး။ ဆိုးကျိုးပဲရှိတယ်ကောင်းကျိုးမရှိဘူးအလိုလိုနေနဲ့ငါရဲ့ကုသိုလ်စွမ်းအင်ညော့သွားရတယ်အဲ့ဒီအရာနာကိုငါမလိုက်တော့ဘူးအတိညာဥစီရပေါ့နော်တတိနဲ့ရှင်ပြီးနေရမယ်သူအဲ့ဒီအရာတွေကမိကိုရေနဲ့ဖြန်းတယ်လို့တဖြည်းဖြည်းနဲ့ပြန်ပြီးတော့ပါသွားတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်အောက်ကနေကွန်မန့်တွေဝင်ရေးခြင်းလာမယ်တုတ်ပြန်ခြင်းလာမယ် အဲကိုကကမန်ဝင်ရေးလို့ तू ကထက်ရေးလာမယ်ဆိုကိုကပြန်အဲအဲ့မှာရှုပ်ကိုနော်အဲ့မှာရှုပ်ကိုအဲ့ဒါအဲ့တော့တဏိတာဘဝဖြတ်သန်းမှုတွေထဲမှာတင်ကိုပဲကုသိုလ်တွေလည်းရှိတယ်အာကုသိုလ်တွေလည်းရှိတယ်အာကုသိုလ်ပုရုဇဉ်လည်းဖြစ်တဲ့အတွက်ကြောင့်ပထမဦးဆုံးဖြစ်မှာကတော့ရင်ဆိုင်ရမှာကတော့အာကုသိုလ်ပဲကာယကံအာကုသိုလ်ဖြစ်ရင်ဖြစ်မယ်ဝစီကံအာကုသိုလ်ဖြစ်ရင်ဖြစ်မယ်မနောကံအာကုသိုလ်ဖြစ်ရင်ဖြစ်မယ် ဒါပေမဲ့အဲ့ဒီအရာလေးစဖြစ်ဖြစ်ချင်းမှာပဲတတိနဲ့ပြန်ကပ်ပြီးတော့မှအတိညာဉ်လေးနဲ့စင်ကျင်ပြီးတော့ကိုယ့်ကိုယ်ကို adjust လုပ်လိုက်မယ်ထိမ့်ညိလိုက်မယ်ဆိုရင်အကုသိုလ်ကနေကုသိုလ်ဘက်ကိုပြန်ချိန်သွားတယ်နော်အကုသိုလ်ဘက်ကနေကုသိုလ်ဘက်ကိုပြန်ချိန်သွားတယ်။ဒါကြောင့်မလို့နော်စင်ကြီးတွေမပေးနဲ့အကြောင်းပြချက်တွေမပေးနဲ့ ကိုတည်တာနဲ့အဓိကဟုတ်လားနော်ကိုယ့်ရဲ့စိတ်ခံစားမှုကိုယ့်ရဲ့ခံယူချက်တည်တာနဲ့အဓိကနော်ကိုယ့်ဘက်ကမှားခြင်းမမယ်မှန်ခြင်းမမယ်နော်ဒါပေမဲ့အဲ့ဒီမှားခြင်းမှန်ခြင်းတွေရဲ့အပေါ်မှာကိုယ်ဘယ်လိုခံယူနေသလဲကိုယ့်ရဲ့စိတ်ခံစားမှုပါလဲကိုယ်ဘယ်လိုတုံ့ပြန်သလဲဆိုတာပေါ့မူတည်ပြီးတော့ကုသိုလ်တွေဖြစ်ခြင်းဖြစ်မယ်အကုသိုလ်ဖြစ်ခြင်းမယ်ကုသိုလ်ဖြစ်ဖြစ်မဖြစ်အကုသိုလ်ဟုတ်လားနော်အဲ့လိုဆိုတော့ ဆရာတပည့်နေရာရှိတယ်တဲ့တပည့်ကတိုင်ထိပ်မှာဂျွန်းဂျွန်းပြတောင်60လောက်မြင်းတယ်တိုင်ထိပ်အဲ18တောင်လားမသိဘူးထားပါအဲ့ဆရာအောက်ကထိမိရတပည့်လောက်တဲ့လူကတိုင်ဘောကနေဆရာကိုယုံကြည်မှုမရှိတော့ဆရာမှားတယ်ဆရာတိချာကိုင်းတော့နော်ဆရာကျွန်တော်လောက်တော့မှာနော်ကျွန်တော်ဂျွန်းပြတော့မှာဆရာတိချာကိုယူဆိုင်နော်ဆရာနဲ့အဲ့တော့ဆရာလောက်တဲ့လူကသူ့တပည့်ကိုပြန်ပြောတယ်ငါတပည့်တဲ့ မင်းကိုလို့ရမယ်အလုပ်ကိုပဲအာယုံစိုက်ပြီးလုပ်ပါကိုတောင်ကိုကြည်အောင်လုပ်ကိုကိုကိုပဲအာယုံစိုက်ငါလဲငါကုငါအာယုံစိုက်မယ်ငါတောင်မှကြည်အောင်လုပ်ဆရာပြောတဲ့အတိုင်းတို့လုပ်လိုက်တဲ့အခါမှာတို့ရဲ့ဒီဂျွန်မကစားပြတဲ့လုပ်ငန်းကြီးအောင်မြင်စွာပြီးဆုံးသွားတယ်ပေါ့အဲ့ဒီလိုပဲเนาะတခါတလေမှလူရီယာ ရှင်မယားပြောသလိုတပည့်တော်တို့ကကုသိုလ်တွေနဲ့ကြီးပဲတိဆောက်ဘဝအောင်တိဆောက်ရမယ်ဆိုရင်တပည့်တော်တို့ဟာရှင်မယားတို့လိုဘုန်းကြီးတွေမဟုတ်ဘူးတပည့်တော်တို့ကလူတွေဖြစ်တဲ့တားတွေသမီးတွေရှိတယ်ဟာကိုဆွေမျိုးကိုကိုလူမျိုးကိုနိုင်ငံဟာအများကြီးပဲအဲ့ဒါတွေရှိတယ်အဲ့ဒီလုပ်တွေမလုပ်ရဘူးလားမလုပ်ရတော့ဘူးလားလုပ်ရပါတယ်ဒါပေမဲ့အဲ့ဒီလုပ်အလုပ်တွေကိုဘယ်လိုလုပ်မလဲခုနကတော့အတိုင်းထိပ်ပေါ်ကတပည့်လိုပဲ ကိုကိုကိုပဲအာယုံစားပြီးလှုပ်เสียရှိတာကိုလှုပ်သွားလှုပ်နေရင်းနဲ့ဒီလှုပ်သည်ဒီအပြောသည်ဒီအတွေးသည်အကုသိုလ်ဖြစ်စီတာလားဒါအပြစ်မကင်းတာလားအပြစ်ကင်းတဲ့အတွေးလားဒါတွေကိုချင့်ချင်ပြီးတော့သတိနဲ့ဉာဏ်နဲ့စင်ကျင်ပြီးတော့လှုပ်မယ်ဆိုရင်လှုပ်သွားမယ်ဆိုရင်ကြွယ်ကူရပါအားလုံးကတောင်းဝတ်တရားတွေလည်းကျေပွန်သွားမယ်အကုသိုလ်တွေနည်းပြီးတော့ကုသိုလ်တွေကိုများများတိဆောက်နိုင်နေမည် အဲ့ဒါမှာဘုရားဘာသာအစစ်ဖြစ်မယ်အဲ့ဒီကုသိုလ်တွေကြောင့်ကုသိုလ်ရဲ့အကျိုးပေးပြန်ပြီးတော့မှရရှိနိုင်မယ်